လီဗာပူးရဲ့အချိန်နှံဆယ်မြောက်အမပင်းချန်ပီယံဆုနဲ့ပတ်သက်ပြီးခြေဝင်နေကြသူတွေလူတွေကကိုယ်တိုင်သာအောင်မြင်ချင်တာတခြားသူတယောက်အောင်မြင်သွားတာကိုတော့တိတ်ကြောက်တက်ကြတာဆိုတော့ရှေ့လူကြီးတွေပြောစကားကတိတ်မှန်တယ်လို့ပဲဆိုရမှာဖြစ်ပြီးအခုလည်းတချို့သောလူတွေဟာလီဗာပူးအသင်းရဲ့အမပင်းချန်ပီယံဖြစ်သွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးခြေဝင်နေခဲ့ကြတယ်လို့သိရပါတယ်ဒီမောင်တင်အမပင်းချန်ပီယံဖြစ်သွားခဲ့တာနဲ့ပတ်သက်ပြီးဘာတွေများခြေဝင်စရာရှိလို့လဲဆိုပြီးမေးလာခဲ့ရင်အဲ့လိုဘာမှခြေဝင်စရာမလိုပဲတမင်တက်တက်ခြေဝင်ခြင်းတဲ့သူတွေကဝင်ကုန်ဝင်တာဆိုပြီးပြောရမလို့ဖြစ်နေခဲ့တာပါ လမောင်းသိန်းဟာမှတ်မေးချန်ပီယံဆိုပလာနဲ့ထိုက်တန်လို့ရရှိသွားခဲ့ကြတာဖြစ်သလိုသူတို့အသင်းရဲ့စွမ်းဆောင်ရင်းဂျိုးစားမှုနဲ့နေပြဖြစ်သူအာရင်ဆလော့ရဲ့နေစနစ်တွေကအစားတော်တော်လေးကောင်းမွန်ခဲ့တာကိုမြင်တွေ့ခဲ့ကြတာပါလမောင်းသိန်းဟာ2024-25ဘောလုံးရာသီရဲ့ပရီးမီးယားလိချန်ပီယံဆိုကြီးကိုစုခိုးသွားခဲ့ကြတာဖြစ်ပြီးအဲ့ဒီတည်းသူတို့တွေဟာအမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်မှာအချိန်20မြောက်အဖြစ်အမှတ်ပေးဖလားကိုရရှိခဲ့တဲ့ချန်ပီယံအသင်းဖြစ်မှတ်တမ်းဝင်သွားခဲ့ကြတယ်ဖြစ်ပါတယ် လေမောင်ဆိုတာမန်ယူအသင်းနဲ့အင်္ဂလန်ရဲ့ဒါဘီပြိုင်ပွဲတွေဖြစ်သလိုပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြတဲ့မဟာပြိုင်ပွဲတွေဖြစ်တဲ့အတွက်မတို့ကအမှတ်ပေးပလားကိုအများဆုံးရယူထားတဲ့တသင်းတဲ့သောအသင်းဖြစ်တယ်ဆိုပြီးအရင်လိုကြွေးကြော်ခွင့်နဲ့နှုတ်ပိတ်သွားခဲ့ကြပါတယ်။မန်ယူအသင်းတို့ရောပရီးမီယာလိဂ်ဖလားမရတဲ့ဆယ်နှစ်တာကာလအတွင်းလေမောင်အသင်းကနှစ်ကြိမ်တိတိရယူသွားပြခဲ့ပြီးသူတို့တင်ရှိထားတဲ့အမှတ်ပေးပလားအများဆုံးရယူထားတဲ့တသင်းတဲ့သောအသင်းဆိုတဲ့မှတ်တမ်းဟာရပ်တန့်သွားခဲ့ပြီလည်းဖြစ်ပါတယ်။လေမောင်အသင်းဟာမန်ယူအသင်းနဲ့အတူအမှတ်ပေးပလားကိုအများဆုံးရယူနိုင်ခဲ့တဲ့အသင်းဆိုတဲ့မှတ်တမ်းကောင်းကိုပိုင်ဆိုင်ခဲ့ုံနဲ့မဟုတ်ပဲ ကန္နာတို့ကိုလည်းသုံးထင်းဆက်ဒုတိယလိုဆိုတဲ့အဖြစ်ကိုဆက်ပြီးပိုင်ဆိုင်သွားစေခဲ့ပါတယ်။လမောင်းတင်းတော်တော်တကယ်ကိုခြေနဲ့ဆရာကောင်းခဲ့တဲ့ဘောလုံးရသည်တစ်ခုလို့ဆေးရမှာဖြစ်ပြီးစပါးကိုနိုင်ယူခဲ့တဲ့ပွဲစဉ်မှာလမောင်းပရိသတ်တွေစီကထွက်ပေါ်လာခဲ့တဲ့ UN မှာတော့အလုံဆိုတဲ့တံပြန်တီဆိုမှုဟာကြားရသူတိုင်းအဖို့ချက်သိမ်းချဖို့တော့ကောင်းနေခဲ့တာပါ။လမောင်းတင်းဟာပရီးမီးယားလိဘောလုံးရသည်ပြီးဆုံးဖို့လေးပွဲအလုံမှာပဲအမတ်ဘေးဖလားကြီးကိုပိုင်ဆိုင်သွားခဲ့ကြတာဖြစ်ပါတယ်။အခုတော့ချန်ပီယံအသင်းဖြင့်ရက်တီနိုင်ခဲ့တာနဲ့ပတ်သက်ပြီး တချို့သောပြည်သက်တွေကတော့လီဗာပူးအသင်းရဲ့အမှတ်ပေးပလားချန်ပီယံဆုနဲ့ပတ်သက်လို့တော်တော်လေးဘဝင်မကျဖြစ်နေခဲ့ကြတာပါ။ဘာကြောင့်လဲဆိုတော့အချိန်နဲ့ဆယ်မြောက်အမှတ်ပေးပလားကိုစုခူးသွားခဲ့တယ်ဆိုတော့မှတ်တမ်းတစ်ခုကြောင့်ဖြစ်ပြီးအဲ့ဒီမှတ်တမ်းမျိုးပိုင်ဆိုင်ခဲ့ကြတာဟာသူတို့ရဲ့ရင်ကိုမီးစားနဲ့ထိုးချေလိုက်တယ်လို့ခန်းစားသွားစေခဲ့ရကြတာပါ။ဒါကြောင့်လည်းအဆိုပါမချေတဲ့အကြသူတွေဟာလီဗာပူးအသင်းရဲ့အမှတ်ပေးချန်ပီယံဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးပရီးမီးယားလိဂ်ဖလားကိုနှစ်ချိန်မြောက်ရယူနိုင်ခဲ့ကြတယ်ဆိုပြီးလေးတန်းနေပြစ်နေခဲ့ကြတာပါ။သူတို့တွေကလီဗာပူးအသင်းရဲ့အမှတ်ပေးပလားချန်ပီယံဆိုတဲ့အတုံးတော့ကိုမတုံ့နှုံကြတယ်လို့ အမဘေးချန်ပီယံအကြိမ်နဲ့ဆက်ရယူနိုင်ခဲ့တယ်ဆိုတဲ့စကားကိုလည်းပြောဆိုဖို့ရေးအဆင်မပြေဖြစ်နေခဲ့ကြတာပါဒါကဘာကြောင့်လဲဆိုတော့အကြိမ်နဲ့ဆက်ဆိုတဲ့အမှတ်တမ်းကိုလက်မှတ်ခံချင်ကြတဲ့အတွက်ကြောင့်သာဖြစ်တယ်လို့အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဆိုပြီးသတ်မှတ်သွားရမှာကိုကြောက်နေခဲ့ကြတာပါပြောရရင်တော့သူတို့တွေဟာလေဘောင်းအသင်းရဲ့အမဘေးပလားချန်ပီယံဖြစ်လာမှုကိုခြေဝင်နေခဲ့ကြတာဖြစ်ပြီးအဲ့လိုမျိုးတချို့သောလူတွေခြေဝင်နေခဲ့ကြပေမဲ့မန်ယူအသင်းရဲ့ကလဝင်ကစားသမားဟောင်းဂျီဂရီနဘီကတော့အခုလိုမျိုးပြောသွားခဲ့ပါတယ်ပြောမှနာကျင်ရပါမယ်အင်္ဂလန်ရဲ့အကြီးမားဆုံးအကောင်းဆုံးဆိုတဲ့ ခေါင်းစဉ်ကလီဗာပူးတွေ့ဖြစ်သွားပါပြီ။လီဗာပူးဟာ United ထက်ဥရောပဖလားပိုရထားသလိုအမတ်ပေးဖလားအရင်အတွက်မှာလည်းအလုံး၂၀စီတူသွားပြီမို့အင်္ဂလန်ရဲ့အကြီးမားဆုံးအသင်းအကြောင်းငင်းခုန်မှုတွေလုံးဆရာမလိုတော့ပါဘူးဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါရင်း။